်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ23ရက်နေ့က ARD တိုင်းရည်ကြီးမြို့နယ်စပင်ကြီးရွာကပြည်သူ24ယောက်ထပ်မံတေဆုံးခဲ့တဲ့ပုံကျဲမှုအပါအဝင်ပြည်သူလူထုကိုဆရာဇွဲမှုတွေကျူးလွန်နေတဲ့စစ်တပ်ကိုအပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ ARD တော်လိုင်းအဖွဲ့တွေကပူးပေါင်းထုတ်ပြန်ပါတယ်။ ARPDF အမှတ်29နီးပြူဟာ ARR တိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ARR တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားတို့ကအောက်တိုဘာလ31ရက်နေ့မှာပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကနိုင်ငံရေးအရာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းလှုံ့ဆော်နေသလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းဟန်ပြလှုံ့ဆော်နေပေမဲ့တစ်ဖက်မှာလည်းအရသာပြည်သူတွေရဲ့နေအိမ်တွေရှိရာရွေကျက်ရှိရှိပြစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကအရာရီတိုင်းဆက်ပြင်းကြီးရွာကိုစစ်တပ်ကပေါင်900ဖုံးသီး2လုံးပေါင်250ဖုံးသီး3လုံး Jet Fighter 30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးသူငယ်တွေအပါအဝင်အရသား24ယောက်ထပ်မင်းသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်စစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းလက်နက်ကြီး၊ drone နဲ့ဘုံးတိအစထိမှန်တာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူပေါင်း55ယောက်ထပ်မင်းရှိခဲ့ပြီးထိခိုက်ပျက်စီးခဲ့တဲ့စာတင်ကြောင်ဖုန်ကြီးကြောင်အပါအဝင်လူနေအဆောက်အုံပေါင်း68လုံးထပ်မင်းပျက်စီးခဲ့တယ်လို့တော်လိုင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်အတွင်းကပြောင်းပေါ်ချိန်အထွတ်နှုံနေတဲ့အပြင်ပြောင်းစည်းမကောင်းတာကြောင့်အရှုံးတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ပြောင်းဆိုင်တောင်သူတွေစီကသိရပါဗျ။ ပြောင်းဆိုင်ရာဒီမှာမိုးများပြီးအထွန်းနှုံးကျဆင်းခဲ့တဲ့အပြင်ပြီးခဲ့တဲ့2024ခုနှစ်ကပြောင်းပေါ်ချိန်တပိတ်တာ1400ကျပ်ရရှိခဲ့ပြီးဒီနှစ်မှာတပိတ်တာ1200ကျပ်နဲ့1300ကျပ်အတွင်းသာရရှိခဲ့ပါတယ်။ဒါအပြင်ပြောင်းဆိုင်တောင်သူတွေဟာအသွင်အားစုနဲ့စိုက်ပျိုးစရိတ်ကြီးမြင့်ခဲ့ပြီးပြောင်းပေါ်ချိန်တအေကကိုပိတ်သက်ချိန်1000မဲထွက်ရှိပြီးရောင်းချရမှာတော့ကျပ်12သိန်းခွဲသာရရှိတဲ့အတွက်တောင်သူအများစုအရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ ဒီနှစ်ငါတို့တောင်သူတွေမကြိုက်လို့ရှုံးနေသူတွေများတယ်လို့တောင်သူအမျိုးသားတယောက်ကပြောပါတယ်။ပြောင်းဆိုင်ရာမှာထဲထိုးခအမျိုးစိတ်မျိုးစာလှုပ်သားခအပါဝင်တေကကိုကုံကြစီရိတ်ကြက်ဆယ်သိန်းကျော်ပြီးမြေငှားရဲလောက်ကင်သူတွေအနေနဲ့တေကကိုနှစ်သိန်းထပ်မံကုံကြတယ်လို့ပြောပါတယ်။ ဒါ့အပြင်ပြောင်းပေါ်ချိန်ပြောင်းချွေကတည်ယူစရိတ်လမ်းကြီးစတဲ့အပူကုန်ကျစရိတ်တွေပါရှိတယ်လို့သိရပါဗျ။ပြောင်းဆိုင်ရာတီချိန်နောက်ချုံမြို့နယ်အတွင်းစပေးရှောင်ရင်စိုက်ပျိုးခဲ့ရတဲ့အပြင်တိုက်ပွဲဖြစ်ပွားနေတဲ့ကားလမအနေကဒေသခံတွေဟာစိုက်ပျိုးရေးလုပ်ကင်ခွင့်မရခဲ့ဘူးလို့သိရပါဗျ။ မြမအရေးတောင်းဆိုမှုတွေနဲ့အတူ no flying zone သတ်မှတ်ပေးဖို့ American သမ္မတ Donald Trump စီကိုတောင်ကိုရီးယားရောက်မြန်မာတွေအိမ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့တယ်လို့သိရပါဗျ။ဝေဝေသတင်းပေးပို့ထားတာပါရှင်။ American သမ္မတ Donald Trump ရဲ့အာရှကီးစင်မနောက်ဆုံးနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကိုအော်တိုဘာလ29ရက်မှာရောက်ရှိလာခဲ့တာကြောင့်ကိုရီးယားမှာရောက်ရှိနေကြတဲ့မြန်မာတွေဟာမြမအရေးကိုကူညီပေးဖို့ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပြီး no fly zone လေရင်မပြန်တမ်းရဆုံးသတ်မှတ်ပေးဖို့ပါတယ်။အဖွင့်ဗီဇာတစ်ဆောင်ကိုလည်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။တမရာထရန်ဟာစိုးမျိုးကိုမရောက်ရှိလာခဲ့ပေမဲ့လည်းစိုးမှာရှိရဲ့ American တန်ယုံရှိမှာအော်တိုဘာလ29ရက်နဲ့30ရက်တွေမှာဆန္ဒထုတ်ဖော်တောင်းဆိုတာနဲ့အဖွင့်ဗီဇာကိုပေးပို့ခဲ့ကြတယ်လို့ဆရာနာသိမှုစန့်ကျင်ရေးကော်မတီ MFDMC ကအတွင်မှုတစ်ကိုပိုင်းကပြောပါတယ်။ အာ29ရက်နေ့အာကျွန်တော်တို့ကန်ဆောင်လာတဲ့လိုအပ်တဲ့ပြည်နိုင်တွေကိုအာပြင်ဆင်သွားတယ်ပြင်ဆင်ပြီးတော့ညချင်းကြီးပဲဆိုးကိုတက်သွားတယ်ပေါ့နော်ဆိုးအားရှိရဲဒီအမေရိကန်တန်ယုံကိုသွားတယ်ပေါ့နော်အတန်ယုံကတော့လာသည်ဖြစ်စီမလာသည်ဖြစ်စီကျွန်တော်တို့ကအကူအညီလိုတဲ့သူဆိုတော့အာလုတ်ဆရာရှိမှလုပ်မယ်ဆိုပြီးတော့အညချင်းကြီးပဲကျွန်တော်တို့ဆိုးမျိုးတက်သွားတယ်ဒီအာနာသိန်းစစ်တပ်ကဟိုအပြစ်မဲ့ပြည်သူတွေကိုပေါ့နော်နေ့စဉ်တပ်ဖြတ်နေတယ်အာလိန်နဲ့ပုံကျဲတယ် အပြီးလို့ရှိရင်ပေါ့နော်ပေါ်တာဆွဲရေပေါ့အပြစ်မပြီးသူတွေကိုဖမ်းပြီးတော့စစ်မှုထမ်းခိုင်းနေတရားတွေကိုကျွန်တော်ရက်တန့်ပေးဖို့ပေါ့နော်အဲရက်တန့်ပေးဖို့အကူအညီပေးဖို့ကိုကျွန်တော်အကူအညီတောင်းလာဖြစ်ပါတယ်ပြီးတော့ no friend zone ပေါ့နော်ဒါတွေသတ်မှတ်ပေးဖို့ကျွန်တော်တို့အကူအညီတောင်းနေပေါ့နော်အဲကျွန်တော်တို့စာတဆောင်လည်းတောင်းရှိပုံကိုတွေကိုပေးခဲ့တယ်ပေါ့နော်တန်ယုံဝန်ထမ်းတွေကနေတဆင့်သမရဒေါ်နယ်ထရန့်စီပေးဖို့ခဲ့တဲ့စာမှာတော့ဆန္ဒထုတ်ဖော်ရမှာကင်ဆောင်တောင်းဆိုခဲ့တဲ့စာသားတွေနဲ့အတူစစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ထိရောက်တဲ့ကင်တွယ်ဖြည့်ရှင်မှုတွေမှာကူညီပေးဖို့နဲ့ no fly zone သတ်မှတ်ပေးဖို့တွေပါဝင်တယ်လို့ဆန္ဒထုတ်ဖော်မှုမှာပါဝင်ခဲ့တဲ့တောင်ကိုရီးယားရောက်မြန်မာလူငယ်တယောက်ဖြစ်တဲ့ကိုခိုင်လင်းဖြိုးကလည်းပြောပါတယ်။ influencer တဲမှာကတော့အထူးအဖြစ်နိုင်ငံမှာဖြစ်နေတဲ့အခြေအနေရ no fly zone ရရှိဖို့ရရှိရမယ်ဆိုတဲ့အချက်နောက်ပြီးစစ်အုပ်စုကိုဘလို့ကင်တွေဖြည့်ရှင်းမယ်ဆိုတဲ့အချက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်နေတဲ့အကူအညီတွေ လွှဲနေတဲ့ assistant နေအဲ့အဲ့ဒါတွေကိုသမရာ EC ကနေ American သမရာ EC နဲ့ Transy ကနေပြီးတော့ကျွန်တော်တို့ကအမြန်ဆုံးရရှိဖို့အမြန်ဆုံးလိုအပ်နေတဲ့အကြောင်းနောက်ပြီးကျွန်တော်တို့မျိုးသားမှာရှိတဲ့ဖန်စီကန်ရဲဘော်တွေပေါ့ထောင်ထဲရောက်နေတဲ့ဒီဒီမိုကရေစီလိုလားတဲ့သူတွေကိုအမြန်ဆုံးထုတ်ပေးဖို့အဖန်စီကန်နိုင်ငံကြီးအကျဉ်းသားတွေအမြန်ဆုံးထုတ်ပေးဖို့အမေဒေါ်အောင်ဆန်းစုကြည်နဲ့ကျွန်တော်တို့သမရာ EC ဦးဝင်းချင်းဒီတာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဖြစ်ကြောင်းဒါတွေပေါ့ဒီအချက်တွေပါဝင်နေဆိုတာကို ကျွန်တော်သိရပါဟုတ်ကဲ့ဆန္ဒထုတ်ဖော်တောင်းဆိုနေတာတွေကိုတန်ရုံတာဝန်ရှိသူတွေကမှတ်တမ်းတင်သွားခဲ့တယ်လို့ပေးပို့ခဲ့တဲ့အိတ်ဖွင့်ပေးစာကိုလည်းသမရထံပို့ဆောင်ပေးမှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ကိုခိုင်လင်းဖြိုးကဆက်ပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘလ28ရက်တုန်းကလည်းအမေရိကန်သမရဒေါ်နယ်ထရန့်ရောက်ရှိနေချိန်ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ရုံရှိမှာလည်းအလားတူဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေနဲ့အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်းလည်းသိရပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာနေစဉ်ဆိုသလို ထိခိုက်ဒေဆုံးနေကြရပြီးအော်တိုဘားလာတရက်ကနေအော်တိုဘားလာ29ရက်နေ့ထိစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်လူပေါင်း289ယောက်ဒေဆုံးခဲ့ရမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံးရတာကအများဆုံးဖြစ်တယ်လို့နိုင်ငံချင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ထားချက်တွေအရသိရပါတယ်။ကျွန်မဝေပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်စစ်တပ်ကို33နှစ်ကြာပြီးတဲ့နောက်မှာနျူကလ িয়ার လက်နက်ဆန်းသတ်မှုကိုချက်ချင်းပြန်စတင်ဖို့အမိန့်ပေးခဲ့ကြောင်းကြေညာချက်ကိုတုံ့ပြန်တဲ့အနေနဲ့ကုလသမဂ္ဂအထွေထွေတွင်ရင်မှုချုပ်ကနျူကလ িয়ার ဆန်းသတ်မှုကိုဘရောမခွင့်မပြုနိုင်ကြောင်းအော်တိုဝါလာ30ရက်နေ့ကြာတာပရင်းနေမှာပြောခဲ့ပါဗျာ။ ကုလတွင်းရေးမှူးချုပ်ဂူဒါရက်စ်ရဲ့ကြေညာချက်မှာလက်ရှိနျူကလ িয়ার လက်နက်တွေဟာစိုးရိမ်စရာကောင်းလောက်အောင်မြင့်မားနေပြီဖြစ်ပြီးမှားရွေးတွက်ချက်မှုဒါမှမဟုတ်ကပ်ဘေးကြီးတွေမြင့်တက်လာစေနိုင်တဲ့လှုပ်ဆောင်ချက်အလုံးကိုရှောင်ရှားရမယ်လို့ပါရှိပါတယ်။ ထရန့်ဟာတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာကုံတော်ရေးဆွေးနွေးပွဲအတွက်ရှီကျင်းဖင်နဲ့တွေ့ဆုံဖို့ပြန်တန်းနေတဲ့သူ့ရဲ့ Marine One ဒီဟဲ့ရင်ပေါ်မှာရှိနေတဲ့ချိန်မှာပဲ True Social မှာအံ့အားသင့်စရာကြီးညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တခြားနျူကလ িয়ার အင်အားကြီးနိုင်ငံတွေကလက်နက်တွေစမ်းတက်နေတဲ့အချိန်မှာပဲဒန်းတူညီမျှစွာနဲ့ American ရဲ့နျူကလ িয়ার လက်နက်တွေကိုစမ်းတက်ဖို့ Pentagon ကိုညွှန်ကြားလိုက်ကြောင်းပြောခဲ့တာဖြစ်ပါတယ်ရှင်။ အော်တိုဝါလာ30ရက်နေ့မှာမယ်လစ်ဆာဟာရီကိန်းမုန်တိုင်းကြောင့်ဒေသုံးသူအရေအတွက်စုစုပေါင်းဟာ49ရောက်ထိမြင့်တက်လာနေတယ်လို့သက်ဆိုင်ရာနိုင်ငံတွေရဲ့တရားဝင်ထုတ်ပြန်ချက်တွေအရသိရပါတယ်။မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ခဲ့ခြင်းမရှိတဲ့ဟေတီမှာတော့အသေးအပြောက်အများဆုံးဖြစ်ခဲ့တယ်လို့အာနာပိုင်တွေအနေနဲ့အတည်ပြုထားပါတယ်။ဒါဟာရက်နေ့ချီအောင်မိုးတဲထန်စွာရွာသွန်းခဲ့တာနဲ့ရေကြီးအရှမ်းမှုတွေကြောင့်ဖြစ်ပြီးဒေသုံးသူအယောက်30ထပ်မင်းနဲ့နောက်ထပ်အယောက်20ထိပျောက်ဆုံးနေတာပါ။ ဂျမေကာပြန်ကြားရေးဝန်ကြီးကလည်းတည်ဆုံးသူ19ဦးထိရှိခဲ့ကြောင်းနဲ့ရှားဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေကြောင်းပြောကြားပါတယ်။မလစ်ဆောင်မုန်တိုင်းကကျူဘာအရှေ့ပိုင်းကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအဲဒီမှာလူပေါင်း8,300တောင်းလောက်ပြေးလို့ရစီကို ပြောင်းရွှေ့ထားပြီးဖြစ်တဲ့အလျောက်တည်ဆုံးသူတော့မရှိသေးဘူးလို့ဖော်ပြထားပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်